ရှင်သာရိပုတ္တရာဣဘဝနှင့်ဓမ္မအပိုင်း၅တရားတော်အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း၅မှာအရှင်သာရိပုတ္တရာရှင်သူမြတ်ရဲ့မြတ်စွာဘုရားပေါ်မှာကြီးညိုပုံလျှောက်ထားချက်ကလေးကိုဦးဇင်းတို့ဒီမှာပြောပြခြင်းပါတယ်။ဗန္ဒေဘုံတော်နေဝန်ထွန်းတော်ပါတော်မူညာဦးမြတ်စွာဘုရား အဟံဘုရားတပိတော်ဒီဘဂဝတိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အပေါ်၌ဧဝံပတန်တော်ဤကဲ့သို့ကြီးညိုတာပါဘုရားတံဘောရိယအရဟတမေညာသဗ္ဗိညုတညာအရာ၌ဘိယောဘိညာတော်မြတ်စွာဘုရားတဲ့သာလွန်မွန်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတဲ့သာလွန်မွန်မြတ်သောအင်ညော့တပါသော ပုဂ္ဂလောပုဂ္ဂိုလ်ဆိုတာ ဟင်ညောမြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးမှတပါသောသမနောဝသမနသည်၎င်းမြတ်မနောဝမြတ်မနသည်၎င်းနသဟုရှိကလည်းမရှိခဲ့နသဘဝိတ္တိနောင်လဲရှိလိမ့်မည်မဟုတ်ဧတာရဟိသယခုအခါ၌လည်းဘနဝိသတိမရှိပါဖျာဧယောဤသောအဟံဖျာတပိတော်သည် ဘဂဝတိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ပေါ်၌ဧဝံပတန်တော်ဤကဲ့သို့ကြီးညိုလှပါသည်ဘုရားအရှင်သာရိပုတ္တရာရှင်သူမြတ်ရဲ့မြတ်စွာဘုရားပေါ်မှာလျှောက်ထားမြတ်စွာဘုရားတဲ့အထတ္တမဉ္ဇဏ်သဗ္ဗညုတဉဏ်နဲ့ပတ်သက်လာရဲ့မြတ်စွာဘုရားနဲ့တူတဲ့တမဏဗျမဏဆိုတာအရင်ကလည်းမရှိဘူးအခုလည်းမရှိဘူးနောင်လည်းပဲ ရှိမှမဟုတ်ပါဘူးလို့ရှင်သာရိပုတ္တရာဒီလိုပြောတယ်။အဲ့ဒီမှာမြတ်စွာဘုရားကရှင်သာသာရိပုတ္တရာတဲ့မေဇကကအလွန်ကြီးကျယ်ခန့်ညားတဲ့ဇာကြီးဖြစ်နေတယ်။အလွန်တိကျတဲ့ဇာကြီးလည်းဖြစ်နေတယ်။ရှင်သေးကဲ့သို့ရဲရင့်တဲ့ဇကားလည်းဖြစ်နေတယ်တဲ့အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးက ရှင်သာရိပုတ္တရာကိုပြောသဗ္ဗေတေဘဂဝန္တောသဗ္ဗေတေဘဂဝန္တောစေတ္တသာစေတ္တောပရိစ္ဆဝိရိတာသဗ္ဗေတေဘဂဝန္တောစေတ္တသာစေတ္တောပရိစ္ဆဝိရိတာခြေသာရိပုတ္တရာရှေးရှေးပွင့်တော်မူပြီးတဲ့မြတ်စွာဘုရား နောင်ပွင့်တော်မူတဲ့မြတ်စွာဘုရားအခုပွင့်နေတဲ့မြတ်စွာဘုရား အဲ့ဒီဘုရားရှင်ကိုရောမြတ်ကြီးတွေရဲ့စိတ်အစဉ်ကိုမင်းရဲ့စိတ်အစဉ်နဲ့ပိုင်းခြားပြီးတော့သိလို့လားတဲ့မြတ်စွာဘုရားကဒီလိုမေးရှင်းရှင်းသောဘုရားရှင်တွေကအေဟွန်သီလာအေဟွန်ဓမ္မအေဟွန်ပညာအေဟွန်ဝိဟာရီအေဟွန်ဝိမုတ်တော်ရှင်းရှင်းမြတ်စွာဘုရားရှင်တွေကဤကဲ့သို့သီလရှိတယ်ဤကဲ့သို့ဓမ္မရှိတယ်ဤကဲ့သို့ပညာတွေရှိကြတယ် ဤကဲ့သို့နေခြင်းတွေနဲ့နေကြတယ်ဤကဲ့သို့လွတ်မြောက်ခြင်းတွေနဲ့လွတ်မြောက်သွားကြတယ်လို့အဲ့ဒါများမင်းကပိုင်းခြားထင်ထင်သိလို့လားတဲ့ဘုရားရှင်ရဲ့စိတ်ကိုငါရှင်ရဲ့စိတ်နဲ့ပိုင်းခြားသိလို့လားလို့ဘုရားကဒီလိုမေးနောဟိတံဗန္ဒီမြတ်စွာဘုရားတပည့်တော်အဲ့ဒီလိုတော့သိတာမဟုတ်ပါဘုရားဒါဆိုရင်မင်းကဘလို့ကြောင့်ဒီစကားတွေပြောတာလဲလို့မြတ်စွာဘုရားမေးတော့ အရှင်သာရိပုတ္တရာအရှင်သူမြတ်ကအဲ့ဒီမှာဥပမာနဲ့ရောက်တယ်မြတ်စွာဘုရားမြို့ကြီးတစ်မြို့အဲ့ဒီမြို့ကြီးတစ်မြို့မှာမြို့ရိုးကြီးနဲ့ကာယံထားလိုက်တာအပေါက်ကလည်းတပေါက်သေးပဲရှိအဲ့ဒီအဆောင်ကြတဲ့ပုဂ္ဂိုလ်ကအပေါက်ကိုစောက်ရမဲ့လူကအခြားသောနေရာတွေအပေါက်ရှိသလားလို့မြို့ရိုးကြီးကိုလှည့်ကြည့်လိုက်တော့ဘယ်နာကမှ ကြောင်တကောင်ကြွက်တကောင်တော့ဝင်လို့ထွက်လို့ရတဲ့အပေါက်တော့မတွေ့ဘူးဆိုတာသူသိသွားတယ်။အဲ့ဒီပညာရှိတဲ့တကားဆောင်ကတကားပေါက်ကနေပြီးတော့ဝင်နဲ့ထွက်တဲ့လူတွေအဲ့ဒီနာကကြည့်လိုက်တာနဲ့တင်ဒီလူကပညာရှိဒီလူကပညာမရှိဒီလူကလူကောင်းဒီလူကလူဆိုးနဲ့တိတလူမျိုးပါပဲဗျာတဲ့တပည့်တော်လည်းပဲမြတ်စွာဘုရားရင်ကိုယ်တော်မြတ်ကြီးတွေကိုဘာနဲ့ကြည့်တယ်လဲလို့မေးလိုက်တော့ဓမ္မနွရနဲ့တပည့်တော်ကြည်တာပါ ူတော်ကောင်းတို့အရှင်သာရိပုတ္တရာကြီးရဲ့အကြည့်ကဘာကြည့်လဲဓမ္မနွဲ့ရတယ်ဓမ္မနွဲ့ရတဲ့သူကကြည့်ပြီးတော့ပြောတာတဲ့ဖယားရှင်နိုင်ဖယားရှင်နိုင်ဟာအသိဉာဏ်ဖြစ်ထုံးမှုကိုပိတ်ပင်တတ်တဲ့အဲ့ဒီသိဉာဏ်ဖြစ်ထုံးမှုပိတ်ပင်တတ်တဲ့ဏိဝရဏတရား၅ပါးအဲ့ဓာတွေကိုပယ်ရှားပြီးဖြစ်တယ်ဆိုတာတပည့်တော်ယုံကြည်ပါတယ်ဖယား နိဝရဏတရား၅ပါးဆိုတာကာမိစန္ဒနိဝရဏဌိနာမိတ်တနိဝရဏဩဒေဇကုတ်ကုတ်ဇနိဝရဏဝီသိကိစ္စနိဝရဏအဲ့ဒါနိဝရဏတရား၅ပါးဖြစ်ထွန်းနေရင်အဲ့ဒီပုဂ္ဂိုလ်ဟာကုစုတွေလည်းပိတ်ထားလိုက်တယ်။သိဉာဏ်တွေလည်းပိတ်ထားလိုက်တယ်။အဲ့ဒီတရား၅ပါးဖြစ်ထွန်းနေတဲ့ပုဂ္ဂိုလ်မှာဘာသိဉာဏ်မှဘာပညာမှ ဖြစ်မလာနိုင်ဘူးတဲ့အဲ့ဒါကိုနိဝရဏတရား၅ပါးလို့ခေါ်တယ်အဲ့ဒီတရား၅ပါးကိုလည်းဘုရားရှင်တိုင်းဘုရားရှင်တိုင်းအလုံးပေထားကြတယ်ဆိုတာတပည့်တော်ဓမ္မနွဲ့ရအနေနဲ့ကြည်ပြီးတော့ပြောတာပါဘုရားနိဝရဏတရား၅ပါးဆိုတာကာမိစ္ဆန္ဒကာမိစ္ဆန္ဒဆိုတာကောင်းတဲ့အစအစလေးစားခြင်းတာအားလှတာလေးမြင်ရင်လိုချင်တာကောင်းတဲ့အနံ့လေးယူခြင်းတာ ကောင်းတဲ့အိယာလေးနဲ့အိတ်ချင်တာဒါကမ္မတရားတွေပေါ့ကမစ္ဆန္ဒမြန်မာရဆိုတာကအလိုမကြတာမျိုးဌိနမိတ်တဆိုတာကစိတ်ဝင်စားခြင်းကင်းပြီးတော့မှစိတ်ထဲမှာအတက်တရောမဖြစ်တာမျိုးဟာဌိနမိတ်တဩဒေဇကုတ်ကုဆဆိုတာကစိတ်မငြိမ်မသက်မချမ်းမသာဖြစ်ပြီးမတည်ငြိမ်တာမျိုးဟာဩဒေဇကုတ်ကုဆဝီစီကိစ္စဆိုတာကအဲ့ဒါတန်တရား အဲ့ဒီနိဝရဏတရား၅ပါးကိုဖယ်ရှားခြင်းဟာတရားအထုတ်ခြင်းရဲ့အလုတ်ဟာအဲ့ဒီနိဝရဏတရား၅ပါးအထုတ်ဖို့ပဲတဲ့။ဘာဖြစ်လို့မြတ်စွာဘုရားကအဲ့ဒီတရား၅ပါးကိုပယ်ခိုင်းတယ်လဲမေးလိုက်တော့ကာမိစန္ဒဟာအကျွေးနဲ့တူတယ်တဲ့။အကျွေးရှိနေတဲ့ပုဂ္ဂိုလ်ဟာစိတ်ချမ်းသာမှုမရှိသလိုပဲကာမိစန္ဒရှိနေတဲ့ပုဂ္ဂိုလ်ဟာလည်းစိတ်ချမ်းသာမှုမရှိဘူးတဲ့။ မြာပါရကဘာနဲ့တူသလဲမင်းယောဂာနဲ့တူတယ်ယောဂာရှိနေတဲ့ပုဂ္ဂိုလ်ဟာလဲကျမ်းမာတဲ့လူလို သူ့မှာစိတ်ချမ်းသာခြင်းမရှိဘူးအမြဲတမ်းယောဂာကြည့်တော့စိတ်ဆင်းရဲနေရတယ်လို့ပဲဒေါသအာကြီးတဲ့ပုဂ္ဂိုလ်ကလဲဒီတိုင်းပဲသူ့မှာစိတ်ထဲမှာပူလောင်ပြီးနေရထိနာမိတ်တဆိုတာအမြဲတမ်းအိတ်ချင်ထိုင်းမိုက်နေတဲ့ပုဂ္ဂိုလ်ဟာတရားဓမ္မနဲ့ပတ်သက်ပြီးအသိဉာဏ်နေမဖြစ်ဘူးလူနေနေလည်းပဲအဲ့ဒါပွင့်ပွင့်လင်းလင်းမြင်းမြင်းသားသားမဖြစ်ဘူ အဲ့ဒါကြောင့်ထိနာမိတ်တာရှိနေတဲ့ပုဂ္ဂိုလ်ကဘာနဲ့တူသလဲမိရင်ထောင်ကျနေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်တဲ့အသိဉာဏ်นี่လန်းဆန်းမှုတွေမရှိဘူးအဲ့ဒါကြောင့်ထိနာမိတ်တာကိုလည်းဘုရားကပေရမဲ့လို့ခေါ်ဩဒေဇကိုကိုဇနိဝရဏဆိုတာဘာနဲ့တူလဲမိရင်သူတော်ဘာထံကျွန်ခန့်နေရတဲ့ပုဂ္ဂိုလ်နဲ့တူတယ်တဲ့သူတော်ဘာထံကျွန်ခန့်နေရတဲ့သူဟာသူတော်ဘာအလိုကိုလိုက်ပြီးတော့လုံနေရတာ ਨੇ ကိုဘဝဆိုတာမရှိဘူး ဲ့တော့ဘာနဲ့တူလဲမေးစိတ်ကလေးလွင့်ပြီးတော့နေတယ်စိတ်နှလုံးအေးချမ်းမှုမရှိဘူးပေါ့အဲ့ဒါကြောင့်ဌိနာမိတ်တာကိုလည်းမြတ်စွာဘုရားပေးရမယ်လို့ဟောတယ်နောက်တကဝီစီကိစ္စဝီစီကိစ္စကဘာနဲ့တူတယ်လဲမေးကန္တာရခရီးကျန်းကြီးရှောက်နှံ့နေရတာနဲ့တူတယ်တဲ့ဟာကိုတခါမှမသွားဘူးတဲ့ကန္တာရခရီးကျန်းကြီးရှောက်နှံ့ရတဲ့ပုဂ္ဂိုလ်ဟာလည်းဘယ်နာဘာများတွေ့မလဲဘယ်နာများရန်သူလာလိမ့်မလားဘယ်နာများဟာ ခက်ခဲကြမ်းတမ်းတာကြီးပေါ်လာလိမ့်မလဲတန်တရာကြီးနဲ့သွားနေရသလိုပဲတဲ့ဝီဇိကိစ္စရှိတဲ့ပုဂ္ဂိုလ်ဟာလဲမအေးချမ်းတဲ့ဂန္ဓာရခီးချမ်းကြီးကိုရှောက်ထမ်းနေရရှောက်လန့်နေရတာနဲ့လာသဏ္ဍာန်တူတဲ့အဲ့တော့និဝရဏတရား၅ပါးကိုပယ်ရှားနိုင်ပြီဆိုရင်တော့အကျွေးကင်းတဲ့ပုဂ္ဂိုလ်ရဲ့ချမ်းသာမှုမျိုးတွေရတယ်ကျမ်းမာတဲ့ပုဂ္ဂိုလ်ရဲ့ချမ်းချမ်းသာမှုမျိုးတွေရတယ် အာထောင်ကနေလွတ်လာတဲ့ပုဂ္ဂိုလ်ရဲ့ဝန်တာမှုမျိုးတွေလည်းရတယ်ကျွံဘဝကလွတ်မြောက်တဲ့ဝန်တာမှုမျိုးလည်းရတယ်ကန္တာရာခရီးကြံကြီးကနေလွတ်မြောက်ပြီးတော့မိမိအင်ဂေဟာမိမိနေရာသို့ရောက်လာတဲ့ဝန်တာမှုမျိုးလည်းရတယ်တဲ့အဲ့ဒီနိဝရဏတရား၅ပါးကိုပယ်နိုင်ပြီဆိုရင်အဲ့ဒီချမ်းသာမှုမျိုး၅မျိုးရတယ်တဲ့သူတော်ကောင်းတို့အဲ့ဒါကြောင့်မို့ရှင်သာရိပုတ္တရာရှင်သူမြတ်ကမြတ်စွာဘုရားတိုင်းမြတ်စွာဘုရားတိုင်းဟာ နိဝရဏိဝရဏတရား၅ပါးကိုအာလုံးပယ်ရှားပြီးပြီဆိုတာတပည့်တော်ဓမ္မနွဲ့ရအနေနဲ့သိပါတယ်ဖုရားနောက်တစ်ခါတတိပဌံတရား၄ပါးကာယ ानु ပသနာတတိပဌံဓမ္မ ानु ပသနာတတိပဌံစိတ်တ ानु ပသနာတတိပဌံဝေဒနာ ानु ပသနာတတိပဌံအဲ့ဒီတတိပဌံတရား၄ပါးကိုလည်းဖုရားတိုင်းဖုရားတိုင်းဟာပယ်ရှားပြီး ဖရာတိုင်းဖရာတိုင်းကဟုတ်တိုင်းမှန်စွာကျင့်ပြီးတော့အဲဒီသတိပဋ္ဌာန်လမ်းစဉ်နဲ့လည်းပဲအရတ္တမညာသဗ္ဗညုတဉာဏ်ရတယ်လို့တပည့်တော်ယုံကြည်ပါတယ်သိပါတယ်ပေါ့နောက်တစ်ခါဘုဇင်တရား9ပါးဘုဇင်တရား9ပါးကိုလည်းအမှန်တိုင်းကျင့်ကြံကြိုးကိုပွားများအထုပ်ပြီးတော့မှဖရာဖြစ်ကြတာပါဗျာတဲ့အဲ့ဓာတွေကို တပည့်တော်ကြည်ပြီးတော့မှဓမ္မအနွတ်ရအနေအပြင်ဩဖရာတိုင်းဖရာတိုင်းကဒီနိဒီနိတွေနဲ့ ဘောဓိပက္ခိယ138ပါးနဲ့ဘုရားဆိုတာဖြစ်ကြတာဘုရားဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းနဲ့တူတဲ့တမဏဗျမဏဆိုတာအရင်ကလည်းမရှိဘူးခုလည်းမရှိဘူးနောင်လည်းရှိမှာမဟုတ်ဘူးလို့ဘုရားတပည့်တော်ဓမ္မနွရအနေနဲ့ပြောတာပါဘုရားအဲ့တော့သူတော်ကောင်းတို့တွေဓမ္မနွရဆိုတာအနုမာနနဲ့မတူဘူးအနုမာနဆိုတာကတန်တရာပိဋိကတ် တန်တရဆိုတဲ့ကြောတော့နောက်ခံရှိတယ်ဓမ္မနွရဆိုတာကတန်တရကိုမရှိဘူးတဲ့တပိတော်တန်တရကင်းကင်းနဲ့မြတ်စွာဘုရားရှင်နဲ့တူတဲ့ပုံကိုဆိုတာဘယ်သူမှမရှိဘူးဘယ်တော့မှမရှိဘူးခုလည်းမရှိဘူးနောင်လည်းမရှိဘူးလို့ဒီစကားမျိုးဘုရားတပိတော်ပြောရခြင်းဖြစ်ပါတယ်ဘုရားတဲ့ဒီလိုပြောအဲ့တော့တရားချင်းခင်သတော်စဉ်ပေါင်းတို့ဒါရှင်သာတိပုတ္တရာရှင်သူမြတ်ကြီးရဲ့ရေရင်နဲ့ စကားတော်တရားတော်တွေပါပဲဒါကိုစာက မှတ်တမ်းတင်တယ်သာရိပုတ္တတိခနာဒလို့ဒီလိုမှတ်တမ်းတင်ပါတယ်သာရိပုတ္တဆိုတာရှင်သာရိပုတ္တတိခနာဒဆိုတာရေရေရင်ရင်ပြက်ပြက်သားသားပြောအဲကြောင့်တရားချင်းခင်တော်စဉ်များဤကဲ့သို့မြင့်မြတ်တဲ့မထေရဘာရင်းရင်းတဲ့မထေရဘာပြတ်သားတဲ့မထေရဘာရဲ့တရားဓမ္မကိုကြားနာရတဲ့တွေ့တာကြောင့်မိမိတို့တတွေလဲပဲသူတော်ကောင်းတို့တတွေလဲပဲ မြင့်မြတ်တဲ့ဘုံမြင့်မြတ်တဲ့ဘုရားမြင့်မြတ်တဲ့ဌာနတွေမှာပိုင်ဆိုင်ကြကုန်ပြီလင်အမျက်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရရှိရောက်ရှိနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းဒေသနာဏိကုံကပဖုံးကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်တင်သူတော်ကောင်းပေါင်းတို့မှာ ဒုံမဲ့ကံလမ်းမနိမခยีမကိုဝိဝဇ္ဇတဝါရှောင်ရနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနိမခยีမံကိုဥဆုံးဖြောင်းပြောက်မတ်မတ်ယန္တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်တည်း